အန်ယူဂျီနဲ့စကားစကူစလေရီနဲ့ကအခုဆိုရင်အင်ဒိုနီးရှားမှာရေကြီးကြီးပါကြီးကြီးသွားပြီးတော့တွေ့ဆုံဆွေးနွေးပွဲလုပ်နေနော်ပြည်သူလူငယ်တွေကမထေမတ်ဖဲနဲ့တူမီနဲ့တိုက်ပြီးတော့ပေါ်ပေါက်လာတဲ့အတွက် နော်လူငယ်တွေတိုက်သမျှ project အတိုင်းမှာ လူငယ်တွေစူးစီးပြီးတော့တခုခုလုပ်တော့မယ်ဆိုရင်သူတို့ကအကူအညီမလိုလိုနဲ့ project တွေ project တွေလုပ်ပြီးတော့သူတို့ကအကူအညီမလိုလိုနဲ့ project တွေ project တွေလုပ်ပြီးတော့သူတို့ကအများနဲ့ဖြတ်တယ်ပလဲမှာပလဲမှာငှက်กินလိုက်တယ်ငှက်กินတာကိုစိန်သမီးကအလဲအဖြတ်တယ်เนาะအဲအခုတင်းဒီလာအေးနဲ့လဲအာ ညီနောင်သုံးပေါ်တိုက်လို့အာတယောက်ကိုဒီတယောက်တစ်ဖက်တစ်ဖက်ကို1 million 1 million 1 million ဆိုပြီးတော့စူချင်းမျက်နှာမျိုးမရှိပဲနဲ့အဲ့ဒီတော့ကယုံယုံတုံတုံနဲ့တင်နီလာအေးဆိုတာຫນွေဦးနဲ့မဆိုင် sorry အာ1027ဆိုတာຫນွေဦးနဲ့မဆိုင်ဘူးလို့အာနောက်ပြီးတော့တင်နီလာအေးအရှိက MNDA ကတရုတ်ဖီအားကြောင့် ငကိုရှိရိတ်လောက်ရရင်လည်းတွေ့တယ်မို့လားဆိုဖြတ်စည်းတာနော်ဆောင်းရေးပါတယ်သူတို့ကတခါမှပြည်သူကိုဟိုကိုစားပြုပြီးတော့အလုံးလုံးပေးခြင်းတဲ့လူတွေမဟုတ်ဘူးသူတို့ကသူတို့ဒီစောက်ကောင်စစ်ကောင်စီရလည်းတည်တယ်သူတို့ကိုအဲကလေးတွေတခုခုဖြစ်ရင်နိုင်ငံသားကိုပြေးကြမယ် တော်တဲ့ကိုထွက်ပြေးကြမယ်ဘာဖြစ်လဲဆိုတော့အိတ်ကြီးကအကိုကြီးတွေလောက်ခဲ့ဘူးလို့အဲ့ဒီလိုမျိုးသူတို့လုံးမယ်ဆိုတာတိတဲ့အတွက်အစောကြီးကသူတို့ပြေးတဲ့ကလမ်းကျုပ်ပြီးတော့သူတို့ရဲ့အဲစစ်ကောင်စီရဲ့လောက်ကောင်တွေပေါ့နော်လောက်ကောင်ဆိုတာတတ်ရှို့ပြီးတော့ဒလန်နဲ့မြင့်တယ်အစောကြီးကမွေးတဲ့စပိုင်တွေပေါ့အဲ့ဒါတွေကအစောကြီးကရှိနေတဲ့အတွက်ဘာ project လုပ်လို့စစ်ကွေးတင်းတိုင်းစကိုင်းတိုင်း dragon fly အဆအခုနောက်ဆုံး air worry ပြန်လာမိအထိနော်နောက်တော့ဖြိုးတီရတို့နော်ဝင်းပါပြီးတော့ပတ်စံနေကောက်ခံတော့လဲဘာတခုမှလှုပ်ဆောင်နိုင်ခြင်းမရှိတာသူတို့တိသွားတာနဲ့ပွဲပြတ်ရောအန်ယူဂျီတိအောင်ပွဲမကနဲ့လို့မခင်မို live တွေထဲမှာပြောဘူးတယ်သို့တော်လည်းလူငယ်တွေက အဲ့ဒီကအမောင်းကပုံများတဲ့အတွက်ကျမတို့ဘေးစကားတွေကအဲဘေးနာဖောင်းထုတယ်လို့ပဲအမြင်တက်ရောက်ခဲ့တယ်အဲ့ဒါလေကလေးတွေကိုအပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့သူတို့မာယာတွေကိုသိရမယ်လို့ပြောတာနော်ဒီအအန်ယူဂျီလက်အောက်ခံတက်တင်နေလေတိုင်းသားတွေနဲ့သွေးခွဲပေးတာတွေရှိတယ်ပြည်သူတွေကိုလည်းတိုင်းသားတွေကိုဆဲခိုင်းတာတွေရှိတယ် เนาะตั้วနေတာကเอ่อ Federal Democracy လုံနေတာကစောက်ပေါက်တွေอ่ะမဟုတ်ဘူးဒေါက်တာဆဆာရဲ့အာတွေ့ဆုံပွဲမှာဆိုရင် NUG CRPH NUCC ရဲ့ bank account တခုတောင်မှအမေရိကန်နိုင်ငံမှာ ဖွင့်နိုင်ခြင်းမရှိဘူးဆိုရင်ဒီအလာတဲ့ပတ်စံတွေအကုန်လုံးဟာเนาะအမေရိကန်မှာပတ်စံကောက်ခံရရှိတာတဲ့ပတ်စံတွေအကုန်လုံးဟာ နော်ဒီသူတို့ရဲ့လော်ဘီအညံ့သားတွေစီကိုပဲရှောက်ပြီးတော့အဲ့ဒီလူတွေကသူများပတ်စံကိုပတ်စံလုပ်ပြီး ကျေးဇူးရှင်တွေဘွဲ့ယူပြီးတော့ဂျားတွေအဖြတ်စားလက်စားလုပ်တယ်စစ်ကောင်စီကိုတရင်ပေးတယ်တော်လိုင်းကိုမနိုင်ကြအောင်လို့တော်လိုင်းလုံနေတဲ့လူငယ်သူရဲကောင်းဖြစ်တဲ့ဘိုးနဂါတို့ကမှအစာသူတို့ကနော်လူလူဟာဟာအောင် တို့ရဲ့အဲများသောအားဖြင့်တို့လူပိန်းတွေဟားတာပါနော်လူလူနဲ့အာလူငယ်သူရဲကောင်းတွေနဲ့အတွေးခွဲပေးတာတွေလုပ်တယ်အဲ့လိုတွေအစင်းစင်း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 အစိမ့်စိမ့်အပိုင်းပိုင်းလုပ်ပြီးတို့ကအခုနောက်ဆုံးမှာအင်ဒိုနီးရှားမှာမင်းအွန်လိုင်းနဲ့စစ်ကောင်းစီကိုစလဲနဲ့ဆွေးနွေးပွဲတွားလုပ်နေနော်အဲ့ဒီဆွေးနွေးပွဲမျိုးကအရင်မလေးရှားမှာလည်းလုပ်ပြီးပြီးဟိုးတခါတော့ကတရုတ်ပြည်နယ်စပ်မှာလည်း တရုတ်ကခေါ်လို့သူတို့တွေလှုပ်ပြီးပြီเนาะဤသူတွေမတိပင်မဲ့ကျမတို့တက်တည်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 လို့ပြောနေတဲ့အမှုပိန်းနေเนาะနင်တို့မတိနိုင်တဲ့နေရာမှာငါတို့ရှိတယ်ဆိုတာလည်းမမေ့ကြနဲ့အောင်เนาะတက်တည်ဆိုတာက လုံရက်ကိုပြလို့ရတယ်။ငါးနှစ်တာကာလမှာသူတို့လုံနိုင်တာလေအများကြီးရှိခဲ့တော့လဲ။အခုသူတို့ရဲ့နေခွင်းတောင်မတည်ငြိမ်တာဟာတတ်တည်ပဲနော်။အဲ့တော့အခု905တွေပြန်လာလို့ရပြီဆိုတော့ဇော်မဲလုံးစကားဟာများသောအားဖြင့်တကယ်များသောအားဖြင့်905တွေကိုခေါ်တာမဟုတ်ပဲနဲ့နော်။သူတို့ရဲ့သူတို့အတွက်လှုပ်ပေးနေတယ်နော်။လောက်ကောင်တွေကို မြန်မာပြည်တည်းပြန်လာဖို့အတွက်ခေါ်ပေးတဲ့လမ်းကြောင်းဖွင့်ပွဲတစ်ခုပါပဲအားလုံးပါနာကြပါစေဒီကိရံကစိတ်ချမ်းသာကြပါစေ